တရုတ်ကဟိုင်ဝမ်ကူကျူချိုဖူရန်အတွက်ရုရှားကလက်နက်တွေထောက်ပတ်မယ်ဆိုပြီးမှလူဝဆာပေါက်ကြားခဲ့တယ်။အဲ့ဒီလူဝဆာပေါက်ကြားခဲ့တဲ့ဟာတွေမှာအချက်တွေကဘာအချက်တွေလဲဆိုတော့ကျွန်တော်တို့ဒီနေ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်။ဆိုတော့အစကတည်းကလည်းကွာတရုတ်ကဟိုင်ဝမ်ကူ2027လောက်မှာတော့ကျူချိုတင်ပိုက်ဖို့ကတော့အစီအစဉ်ထားပါတယ်။ဒါကတရုတ်သမားအကြီးရှိရှိဘင်ကိုရိုင်းကလည်းပြောထားပါတယ်။ 2027ဆိုရာကဒိုနယ်ထရမ့်ရဲ့တမရတတန်ကုန်ခါနီးမှာဖြစ်နေမယ်ပေါ့ဗျာ US ရဲ့နိုင်ငံရေးရှုပ်ထွေးနေတဲ့ချိန်မှာ election အတွက်အလုတ်များနေတဲ့ချိန်မှာတရုတ်ကတော့အခုလိုမျိုးပြစ်မှတ်ပြီးမှ Taiwan ကိုကျူးကျော်တင်ဖိုက်ပွရအတွက်အချင်းစရာဆွေးခဲ့ရတဲ့ဆိုပြီးမှကျွမ်းကျင်သူတွေကတော့တုံ့တက်ထားပါတယ်ဒီဆောင်းပါပေါ့ဒီလိုမျိုးလှူဝက်ဆောက်ဝက် လှူဝဲစာပေါက်ချတာက စောင်းပါတခုအနေရေးလာပါတယ်ထင်းပထမမှာကတော့ England base ဖြစ်နေတဲ့ think tanks ကနေထွက်လာတယ်ပေါ့နော်နောက်ပိုင်း re Royal United Service Institutes ပေါ့နော် RUSI ကနေထွက်လာတာဖြစ်တယ်ဒီအချက်တွေကိုကျွန်တော်ကအဓိကချပြပြီးမှပြောသွားမှာဖြစ်တယ်နောက်ပိုင်းမှာပဲဗီဒီယိုပြမယ်နော် ပထမကတော့ဘလူရေးခဲ့တယ်ဆိုတော့အခုလာမဲ့နှစ်နှစ်အတွင်းမှာပေါ့ လာမဲ့နှစ်နှစ်အတွင်းမှာထိုင်ဝမ်ကကျူးကျော်တင်ပိုက်ဖို့တရုတ်ကလုပ်နေတယ်။ရုရှားကတရုတ်ရဲ့စစ်တပ်ကိုအစ်စ်မစ်လေချောင်းချီစစ်စင်ရဲ့အတွက်လက်နက်တက်ဆင်ပေးမယ်။ရုရှားကတက်နိုလော်ဂျီလေချောင်းတက်ဆင်ရဲ့တက်ဆင်ပေးမယ်။လေ့ကျင့်ပေးမယ်။ဆန်နိုင်ငံလူအဲ့ဒါသဘောတူထားတယ်။ဆိုတော့လေ့ကျင့်မှုကနှစ်နိုင်ငံစလုံးပြုလုပ်မယ်။ရုရှားလည်းလုပ်မယ်။တရုတ်လည်းလုပ်မယ်။ဘာဖြစ်လို့လဲဆိုတော့ရုရှားအဆက်တွေကို တရုတ်ကတုံးမှာဆိုတော့လေတစ်ခုစလုံးကဒီလေချင်မှုကိုလုံးမှာဖြစ်မယ်ဒါကပထမနော်လေချောင်းပိုင်းမှာကုန်ပြီမယ်ဒုတိယကတော့ရုရှားရဲ့ကုမီရုရှားရဲ့ကုမီမှုကြောင့်ပေါ့နော်တရုတ်ကဒီကျူးကျော်စစ်စင်ရေးတွေအခက်အခဲများကိုရှောင်နိုင်မလို့သူတို့ယူကြတယ်ရုရှားကတရုတ်ကိုကုမီနေမယ်ဆိုတော့အခက်အခဲများကိုသူတို့ကလွေလွေလေးနဲ့ရှောင်နိုင်မလို့သူတို့ယုံကြည်နေကြတယ် အဲ့ဒီကုင္ကြီးထဲမှာတန်ချက်ကာရင်များတွင်လေးပါနေတယ်။ပြီးတော့ထိုင်ဝမ်နိုင်ငံတွင်ဝင်ရောက်တိုက်ခိုက်နိုင်ရန်လေရင်ကိုတုံးပြီးမှပဲတည်ဆောင်မယ်တဲ့။အဲ့ဒီတန်ချက်ကာရင်ကအဓိကထိုင်ဝမ်ကျူးကျော်တင်ပိုက်ဖို့အရေးပါနေတယ်။ဒါပေမဲ့အဲ့ဒီတန်ချက်ကာရင်တွင်ကိုထိုင်ဝမ်နိုင်ငံထဲဝင်ရောက်ဖို့ဆိုတာခက်တယ်လေ။အဲ့ဒါကြောင့်ပထမဦးဆုံးလေရင်ကိုတုံးမယ်။လေရင်ချပြီးတော့ပိုင်းမှာလေရင်ကလည်းချပြီးတော့ပိုင်းမှာတန်ချက်ကာရင်တွင်ကိုထိုင်ဝမ်နိုင်ငံထဲကိုချမယ်။ ဲ့ဒီထိုင်ဝမ်နိုင်ငံထဲကနေတန်ချက်ကာကထိုင်ဝမ်နိုင်ငံထဲကပြန်တုံးမယ်ကန်တိုက်မယ်ပေါ့ပြီးတော့ကုန်းရည်နှစ်သွေးသွားနိုင်တဲ့အရင်များပေါ့တော့ဒီတန်ကားရယ်ကုန်းရည်ကုန်းရည်နှစ်သွေးသွားနိုင်တဲ့အရင်များရင်ဒီတိုက်ခတ်ရေးရင်များရင်ပေါ့ vehicle ပေါ့ tank အစဒီတိုက်ခတ်ရေးရင်အများအများအမျိုးအစားများကြီးရုရှားကပေးမယ်တဲ့ပြီးတော့ဒီစစ်တုံးရင်ပေါ့တော့စစ်တုံးရင်လည်းပေးမယ်တရုတ်စီမှာရောင်းနေမယ် ဆိုတော့ရောင်းချမိဖြစ်စည်းတံဖိုးကတော့ဒေါ်လာတန်း100ကျော်ရှိတယ်လို့ပြောကြတယ်။ဘာဘလုတ်တရုတ်ကရုရှားထံကလည်းလက်နက်တွေဝေထားတာလေ။ဘာဘလုတ်ရုရှားအကူအညီလိုအပ်တယ်လို့မေခွန်းထုတ်လာကြတယ်ပေါ့နော်။အမှန်ဆိုတော့အဲ့လိုမျိုးအာတိုက် fire power မှာကရုရှားရဲ့ system ကတရုတ်ထက်ပိုကောင်းတယ်လို့ပြောနေကြတယ်။အဲ့ဒါကြောင့်တရုတ်ကရုရှားထံကနေအခုလိုမျိုးနီးပညာရေးစစ်တုံးရင်တွေကအစပေါ့နော် ဝေထားတာဖြစ်တယ်တဲ့ဒေါ်လာနှစ်တန်းဒေါ်လာတန်း100နဲ့လက်စီကျိုးရုရှားကရောက်ချမယ်ပေါ့နော်ဆိုတော့ဤပညာကအစပေါ့နော်ဒီတရုတ်ကရုရှားလက်နက်ဖြစ်စီများကိုကိုတိုင်ထုတ်နိုင်ဖွယ်ရှိတယ်လို့ပြောကြတာနော်ရုရှားလက်နက်တွေကိုအခုတရုတ်ကစပြီးကိုတိုင်ထုတ်လုပ်နိုင်မလို့ပြောကြတာပေါ့နော်အဲဆိုတော့ဒါကကျူးကျော်စစ်စင်ခံနေရတဲ့နိုင်ငံအမေရိကရဲ့ဝင်ရောက်ကူညီမှုကိုကလည်းတစ်ဖက်မှာစင်ခုံမှုတွေဖြစ်လာတယ်ကွာ ဆိုဒီအမေရိကရဲ့ဂျာရေကနေဝင်ရောက်နိုင်ဖွယ်လေသူတို့ဘက်ကလည်းပြင်ဆင်ထားတာရှိတယ်တဲ့ဆိုအမေရိကရဲ့ထိုင်ဝမ်ကတော့ပြောလာတယ်အမေရိကရဲ့ဥဆောင်မှုကိုတရုတ်ကဖြုတ်ပြီးမှနော်ခေတ်ောက်လို့ပြီးမှတရုတ်ကပဲကဘာကြီးကူဆောင်ဖို့လှုပ်လာမယ်လို့ပြောသူရဲ့စီစဉ်တဲ့မှာလည်းအဲ့လိုမျိုးပါတယ်လို့ပြောကြတယ်ဗောဗျာဆိုတော့တရုတ်တပ်ဖွဲ့တွေကလည်းမြန်မြန်ဆန်ဆန်အမေရိကရဲ့ဝင်ရောက်ကူညီကိုကူညီဖို့ရခက်ခဲအောင်လုပ်မယ်ဗောနော်ဖြန့်ကျဲရတဲ့အတွက်လည်းအစီအစဉ်ရှိတယ်ပြောကြတယ် ဥပမာရုတ်တရက်ကြီးတရုတ်ကထိုင်ဝမ်ကိုတွားတိုက်မယ်ဂျာရီကနဲ့အမေရိကကလည်းဝင်ပါနိုင်ချေရှိတာကိုဆိုအမေရိကကဝင်ပါဖို့လုပ်မယ်ဆိုရင်ခက်ခဲအောင်တရုတ်ကပြင်ဆင်နေပေါ့အမေရိကကလွယ်လွယ်လေးနဲ့မဝင်နိုင်အောင်မပါနိုင်အောင်တရုတ်ကလည်းအဲ့ဒါကိုပြင်ဆင်မှုတွေလုပ်နေပြောနေကြတယ်ဆိုတော့တရုတ်ကအာနိချက်မှာတော့စစ်စင်ရေးမှာအတွေ့အကြုံမရှိဘူးဒါကတော့အာနိချက်တရုတ်ကတော့သူအင်အားသာကြီးနေတာလက်နက်သာပြနေတာ ဒါပေမဲ့အစစ်စင်ကြီးပိုင်းမှာတော့အတွေ့အကြုံမရှိဘူး။ဒါကြောင့်အခုလိုမျိုးကျူးကျော်တင်းပိုက်ဖူးလူအပ်နေတဲ့လေကြောင်းစစ်စင်ကြီးနီကိုရုရှားကတင်တန်းပေးတဲ့ပေးမဲ့အပြင်ကန်တထားတဲ့ဟောဒီစီရင်နေပညာကူလေးမျှဝေပေးတာပေါ့။ရုရှားကအတွေ့အကြုံရှိပြီးသားဆိုတော့လေရုရှားကဘလို့အတွေ့အကြုံနဲ့လုပ်မှာလဲဆိုတော့ရုရှားရဲ့ experience ကိုတရုတ်ကယူသွားတာပါ။ဆိုတော့အခုလိုမျိုးကွာတရုတ်ကိုရုရှားကကိုငင်ချင်းအဖြစ်ထိုင်ဝမ်ကို ပူလွေကူအောင်တင်းနိုင်မယ်ဆိုမှသူတို့ယုံကြည်ထားပါတယ်။ဘာကြောင့်ရုရှားကတရုတ်ကိုကူညီခဲ့တာလဲဆိုတော့အဓိကအကြောင်းရင်းကလည်းယူကရိန်းရဲ့ကျူးကျော်တဲ့အထင်းမှာတရုတ်ကလည်းရုရှားကိုအများကြီးကူညီပေးခဲ့တယ်။အဲ့ဒါကိုတနည်းအားဖြင့်ပြောရမယ်ဆိုဂျေဇူးပြန်ဆက်တယ်ပေါ့ဗျာ။ဂျေဇူးပြန်ဆက်တဲ့ပုံနဲ့ပဲရုရှားကလည်းတရုတ်ကိုအခုလိုမျိုးပြန်ကူညီပေးတာပါဆိုမှပြောကြတာပါ။ Alright ဒါဆိုတော့ကျွန်တော်ဗီဒီယိုပြပြီးမှကြည့်ကြည့်အောင်အားလုံး ကြည်ပြီးမှပဲဆွေးနွေးကြည့်အောင်ပေါ့နော်ဆိုတော့ကြည့်ရှုသူအနေနဲ့ကိုပိုင်အတွေ့အကြုံလေး sorry ကိုပိုင်အတွေ့အခေါ်လေးကိုပိုင်သုံးသပ်ချက်လေးတွေကို comment မှာဝင်ကြကြပါအောင် all right sorry leaked documents suggest that russia is helping china prepare to attack taiwan the finals were examined by ဆိုတော့ခုနကကျွန်တော်ကတော်တော်များများကတော့ရှင်းပြသွားပါပြီသူတို့ပြောထားတဲ့ကိစ္စကိုပေါ့နော် Which was at the Royal United Services Institute, that's a defence and security think tank that's based in the UK. They showed that Russia has agreed to supply military equipment and technology that could help China prepare an airborne military net technology do ka lo so the airborne one, Tiap kau mian cikungi pelai me invasion. Russia and China have deepened their military cooperation in recent years, with Beijing providing support for Moscow's war in Ukraine. So, မနစ်ကလေရုရှားနဲ့တရုတ်ကပူတွေ့ပြီးမှအစီအလေးချင်းမှုတွေလုပ်တာကကျွန်တော်တို့တော်တွေ့ခဲ့တာနော်နှစ်ချိန်အောင်လုပ်ပြီးပြီနော်ဆိုတော့ရုရှားရုရှားရဲ့ယူကရိန်းကြီးကြိုတင်ပတ်ပွဲမှာလေတရုတ်ကအကူအညီတွေပေးနေတယ်အခုကလေတရုတ်ကထိုင်ဝမ်ကိုကြီးကြိုနေမယ်ဆိုတော့ရုရှားကလည်းအဲ့လိုမျိုးကူညီပေးမယ်ပေါ့ Return China could be getting the military expertise it would need to successfully take over. အဒီကတော့ military expertise ပေါ့နော်။ military ရဲ့ကျွမ်းကျင်မှု Taiwan ကိုအောင်မြင်စွာသင်ပိုင်နိုင်ဖို့ရတဲ့သူတို့က military expertise ကိုလိုအပ်နေတယ်။ဆိုတော့အချိန်ချင်းပြောနေတဲ့အတိုင်းပါပဲ။တရုတ်ကစစ်ရေးအတွေ့အကြုံမရှိတဲ့ခါကျတော့သူ့အတွက်ဆင်ခုံမှုတွေများကြီးဖြစ်နိုင်တယ်။အဲဒါကြောင့် military စစ်ရေးအရကျွမ်းကျင်မှုကရုရှားထံကနေသူကအကူအညီတောင်းလို့ရတယ်ပေါ့။ The war Now, according to U.S. intelligence, Chinese President Xi Jinping has directed China's army to be ready to invade Taiwan by the year 2027. China views the self governing island as a breakaway territory. It has vowed, in its words, to unify Taiwan with the mainland. So, the uh, yeah, 2027, ma, Russia, uh, the, uh, Taiwan, could you think by position? Never parted. I could unify local, a piano bouncy able it says it's willing to use force if necessary. So, Janoroka, Tanamanya, Yapsi, Pianli, Bausi Pulone, Tawanka, Machai, not Janoroka, Luades, or not, Force Tongma, Atom, Mesumatioka, and Purashire. Speaking in Washington recently, Taiwan's Mainland Affairs Council Minister said that China was preparing to seize Taiwan as part of a strategy to displace the U.S. as the world's most powerful nation. So, တရုတ်ကထိုင်ဝမ်ရဲ့ GK ကဂျီကကိုရင်ကပြောတာနော်တရုတ်ကထိုင်ဝမ်ကိုဂျူတိုတင်းပိုက်ဖို့ပြင်ဆင်တယ် US ကအခုအလိုလိုစင်မှာ global ခေါင်းဆောင်အနေနဲ့နေတာကဘာကြီးခေါင်းဆောင်အနေနဲ့နေရယူထားတာဗျာအဲ့ဒါကြောင့် US ရဲ့ global leader ကို China ကပြန်လည်စာထုတ်ခြင်းတို့လို့ပြောကြတာပေါ့နော် In seeking unification with Taiwan the CCP ဒါက Taiwan ရဲ့ Mainland Affair Council Minister ကပြောထားတယ် Taiwan ရဲ့ Minister ကိုယ်တိုင်ကပြောထားတာနော် exclude the US influence from the Asia Pacific region ဆိုတော့ Asia Pacific region မှာ US ရဲ့လွှမ်းမိုးမှုတွေကိုတရုတ်ကဖိပလိုက်ချင်တာ Ultimately replace the United States as a global leader ဆိုတော့ global leader အနေနဲ့ replace လုပ်ချင်တာပေါ့နော်တရုတ်က ACCP ကတရုတ်ကူစားနေသူကခေါင်းဆောင်လုပ်ချင်တာလည်းပေါ့ order to restore the national glory and the real the so called china dream အဲ့ဒါကတော့ china dream ဖြစ်နေတယ်နော်တရုတ်ရဲ့ china dream တရုတ်ရဲ့အိမ်မြတ်ဆိုတာကအေရှားပိုင်းမှာသူက US influence အကုန်လုံးကိုဖျောက်မယ် remove လုပ်မယ်ကဘာကြီးရဲ့ global leader အနေနဲ့အနေရယူမယ်အဲ့ဒါက China dream team မှာပါတယ်ဆိုပြီးမှ Taiwan ရဲ့ mainland officer အကောင်ဒီ council minister ကတော့ပြောထားတယ်အဲ့ဒါကြောင့်အခုတရုတ်က Taiwan ကိုကျူးကျော်တင်ပိုက်ဖို့လုပ်နေတာကတရုတ်နဲ့ Taiwan စနိုင်ငံပြန်လည်ပူပေါင်းရေးဆူတဲ့တခုတည်းနဲ့မပြီးသွားဘူးသူက global leader ဖြစ် South East South the Asia Pacific region အလုံးကို the united states at the group all right not the channel မြော့ abc ရောက်မပြောလို့ချစ်ချစ်အောင် Military intelligence report claims China is rapidly building up its commercial ferry fleet in preparation for a possible invasion of Taiwan. For more on this, we're joined by expert associate at the Australian National University's Security College, Jennifer Parker. Jennifer, good to have us hue on our program. Tell us, what do we know about the vessels and reports that China is boosting its ferry fleet? Yeah, look, thanks so much for having me on. So, we have seen this reporting predominantly from the ABC today saying that there has been a classified intelligence report that they've seen saying that China is building these what we call ro-ros, or roll-on, roll-off, roll-off, or ferries to uh, logistically support any kind of amphibious invasion of Taiwan. Now, it says that uh, China is intending on building 70 by 2026. Now, those numbers are new, but the idea of China using civilian areas or roll on roll off vessels to support amphibious operations has been known for a little while. So, in exercises around Taiwan and around China in 2020 and 2021, we saw China test out these concepts. What would these vessels be used for? So, effectively, after any initial investment. Right. So in 2021, Taiwan 2021ကနေစပြီးမှတရုတ်ကထိုင်ဝမ်ကကျူးကျော်တင်ပိုက်ဖို့ရအတွက် testing လုပ်တာစနေပြီပေါ့ဗျာအဲ့ဒီတော့က ဘလူစားလို့ထိုင်ဝမ်ကိုကျူးကျော်တင်ပိုက်မယ်ဆိုဘလူလို့မလဲဘလူတင်းမလဲဆိုတာကထိုင်ဝမ်နားမှာလုံးဝကိုစီရေအဲစစ်လက်ချင်းရေကိုကောင်းကောင်းမွန်မွန်လုပ်ခဲ့တာကွာကောင်းကောင်းမွန်မွန်လုပ်ခဲ့တာတရုတ်ကပေါ့ဆိုအခုကကျွန်တော်ဆွေးနွေးနေတဲ့အဓိကကတရုတ်ကထိုင်ဝမ်ကိုကျူးကျော်တင်ပိုက်ဖို့ဆိုတာကလှူဝတ်မှတ်တမ်းတွေရှိနေတယ်လှူဝတ် document ပေါ့နော်လှူဝတ်မှတ်တမ်းတွေကပေါက်ကြားသွားတာပေါ့ဗျာအမှန်ဆိုတော့ကဘယ်သူမှမတိတဲ့ ဘသူမှမဖတ်သင့်တဲ့စာအုပ်လို့ပြောရမှာပေါ့အမှတ်တမ်းလို့ပြောရမှာပေါ့ဗျာ report လို့ပြောရမှာပေါ့ဆိုအဲ့ဒါအကူပေါက်ချားသွားတာပေါ့ပေါက်ချားသွားပြီးမှတဖန်ပြန်နေပြီးမှကပတ်သင်းတွေကအဲ့ဒါကို cover ပြန်လုပ်တာပေါ့ဗျာအိုးတရုတ်ကလို့တော့မယ်ဆိုတော့တရုတ်က2026 2027မှာထိုင်ဝမ်ကိုချူချိုတင်ပိုက်မယ်ဆိုတာကဟောအစကလေးကနေလူတကာကတန်တရားရှိပြီးသားအမေရိကရဲ့ CIA FBI ကလည်း ထုတ်ဖို့ပြောဆိုပြီးသားအခုမှပဲပူတိကျရှင်းလင်းသွားတာပေါ့နော်ပူခိုင်မာသွားတာပေါ့ဗျာတနည်းအားပြောရမယ်ဆိုရင်ပူခိုင်မာသွားတာပေါ့အစကရေကတန်တရားရှိတဲ့ကိစ္စကိုအခုမှပူခိုင်မာသွားတာပါဆိုတော့အခုကဩတကယ်ဟုတ်တယ်ဘောနော်တကယ်ဟုတ်တယ်ပေါ့ဒါတော့မှမကဘူးဒီရာရှ်တရုတ်ရဲ့အစီအစဉ်တွေမှာရာရှာကူပါရာရှာကူတိုင်းကပါဝင်ပါပြီးမှအကူအညီဖို့အစီအစဉ်တွေရှိနေတယ်ရာရှာကစီရေးအရာရဲ့တက်ကနိုလော်ဂျီအရာရဲ့ ကိုငီထပ်ပံ့ပူပေးမယ်။ဘာကြောင့်လဲ။ပထမမှာကတရုတ်ကရုရှားကိုယူကရိန်းကျူးကျော်တဲ့ပိုက်တော့ကလည်းဝင်ကူငီပေးတယ်။ဒါက first reason second reason second reason ကတချို့ fire power ကတရုတ်ဥစ္စာထက်ရုရှားဥစ္စာကပူမိုက်တယ်တဲ့။ဥမာ tank ကားတွေဆိုတော့ကရုရှားကတတော်လေးမိုက်တယ်တဲ့။တရုတ်တရုတ်ပိုင်ထက်ပူမိုက်တယ်လို့ပြောကြတယ်။တချို့လက်နက်တွေကတရုတ်လက်နက်တွေထက်ပူမိုက်တယ်။အဲဒါကြောင့်လေ ရုရှားလက်နက်တွေကိုတရုတ်ကလည်းကုတိုင်ထုတ်လုပ်ဖို့ရအတွက်အစီအစဉ်တွေရှိလာတယ်လို့ပြောလာကြတယ်ဗောဗျာ။ Okay ဒါကတော့ရုရှားနဲ့အာရုရှားနဲ့အာတရုတ်ပူပေါင်းပြီးမှထိုင်ဝမ်ကိုကျူးကျော်မဲ့အစီအစဉ်ပေါက်ကြားနေတဲ့ဥစ္စာကို short to the point ရှင်းပြတာပါကျွန်တော်ကနော်ဒီလောက်နဲ့ပဲဆုံးသက်ပါရစေအခုလိုမျိုးကြည့်ရှုအားပေးရမယ့်ဆိုရင်အားလုံးပေါ်မှာကျေးဇူးတင်တယ် Thank you so much for watching beautiful people I love you guys take care God bless ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးကြပါ Now ည7:00နာရီလောက်မှာကမ္ဘာတရီနေ2တခုလေးရှိသေးတယ်အချိန်ရှိတယ်ဆိုရင်ကျွန်တော်ပြန်တင်ပေးမယ်ပေါ့ဗျာ